အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယမခွန်စင်တူတူရဲ့ညဝန်းချင်းဆုံမဆုံမိတဲ့ဆိုရင်စာအုပ်ထဲကရွှေမြမာရီတဲ့လားဆိုရင်ခေါင်းစဉ်လေးကိုဖပြပေးချင်ပါရရှင်။ရွှေမြမာရီတဲ့လားကဘာပေါ်ရင် စားတောက်ရန်အကောင်းဆုံးနိုင်ငံမှာနေတလန်ဖြစ်ပြီးအဆိုးဆုံးနိုင်ငံမှာချတ်ဖြစ်ကြောင်း 125နိုင်ငံ၏အစားအသောက်စားတောက်ပုံးလေးလာက Oxford မှာစစ်တမ်းထုတ်ခဲ့သည်အကောင်းဆုံးဖြစ်ရခြင်းမှာအစားအသောက်ဈေးသက်သာခြင်းစီးချိုဖြစ်ပွားနှုန်းနဲ့ပါခြင်းနဲ့အခြားသော ဥရောပနိုင်ငံများချံအဟာရပြည့်ဝခြင်းတို့ကြောင့်ဖြစ်ကြောင်းချက်နိုင်ငံသည်အဟာရနှင့်ပါသည့်အစားအသောက်များသာရှိခြင်းဈေးကြီးခြင်းနဲ့တန်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်တဲ့ နောက်ထပ်သတင်းတစ်ပုဒ်ဖန်ရပြန်လာကမြန်မာနိုင်ငံသည် အရှိတောင်အာရှတွင်အာဟာရချို့တဲမှုနှုန်းအမြင့်ဆုံးခံစားနေရသည်တတိယမြောက်နိုင်ငံဟု UNICEF ကပြောထားသည်စားနပ်ရိက္ခာမလုံလောက်ခြင်းတကူရေးတန်ရှင်မှုအလေးထားနေခြင်းရေကောင်းရေတန်နှင့်အခြေခံကျန်းမာရေးဆောင်ရှောက်မှု အကန့်အသတ်ဖြင့်တာရရှိခြင်းအစားအသောက်ကျွေးသည့်ပုံစံမမှန်ခြင်းစသည့်အချက်အလက်များဖြင့်ထောက်ပြထားသည် ဆိုင်းရီစဘာပေါ်မြွယ်ွားတဲ့စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံဟာအာဟာရချို့တဲမှုနှုန်းအမြင့်ဆုံးပါတဲ့စိတ်မကောင်းစရာပါပဲအမျိုးသမီးတွေနဲ့ကလေးငယ်တွေမှာဗီတာမင်နဲ့သတ္တုဓာတ်ချို့တဲနေတာကိုသိပြီးသတိမထားမိကြဘူးဒီချို့တဲမှုဟာဖုံးကွယ်နေတဲ့စာလောင်ခြင်းလို့ပြောလို့ရပါပြီ အဟာရချို့တဲမှုကိုပိုမိုဆိုးဝါးစေပါတယ်လို့ FAO ဌာနကိုယ်စားလှယ်ဘူတီလန်ကဆိုထားပါတယ်။တော်သေးတာပေါ့။စားတောက်ရန်ဆိုဆောင်နိုင်ငံက ကျမတို့နိုင်ငံမဖြစ်ပဲချက်နိုင်ငံဖြစ်နေလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထုတ်ပြန်တဲ့အစီရင်ခံစာအရမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာကျင်းစာဖြစ်ဆုံးဆယ်နိုင်ငံထဲမှာပါဝင်နေပါတဲ့။အခုခေတ်မှာခေတ်စားနေတဲ့ယောဂါကကျင်းစာပါ။ ဖြစ်လိုက်ကြတဲ့ကင်ဆာရောဂါအမျိုးမျိုး လူကြီးလူငယ်တွေကိုသေမင်းစီပိုးပစ်ခဲ့တာကင်ဆာနဲ့သွေးကြုံနှလုံးဆီးကြုံလေးဖြတ်ကြတာဟာလူတွေရဲ့စားတောက်ကြတဲ့အစာတောက်တွေကြောင့်စားတောက်ပုံမမှန်ကြတာကြောင့်ဆိုတာဘယ်လို့မှညင်မရနိုင်ပါကျမတို့ငယ်ငယ်ကကင်ဆာဆိုတာမကြားဘူးပါ TV ယောဂါဟာအဆိုးဝါးဆုံးယောဂါ TV ယောဂါတဲ့ဆိုရင်ဆူဆူဝါးဝါးယောဂါတမပါပဲ အဆုတ်ယောဂကုစေယုံတပင်နှစ်ရှင်လာများစေကုသခံယူကြရတယ်။နှလုံး၊သွေးတုံး၊စီးချိုဝေဒနာရှင်များလည်းယခုလောက်မပေါများကြပါ။ကျမရဲ့မိပါတွေကဘကိုသူ၊ဘကိုသားတွေပါ။ဘကိုမျိုးကပဇွန်၆၊ငပိငချောက်၊ငံပြားကြီးကောင်းကောင်းထွက်ပါတယ်။အိမ်တိုင်းအိမ်တိုင်းရဲ့မိဖို့ကြောင့်မှပဇွန်ချောက်မုံပလင်းလေးတွေရှိကြပါတယ်။အချုံမုံကိုမတုံတက်ကြသေးပါဘူး။ ပဇွန်6မုံကိုပဲဟင်းခံမုံအဖြစ်တုံးကြပါတယ်။ချင်းရင်ဟင်းဟင်းချိုချင်းရင်ပဇွန်6မုံလေးနဲ့ချက်ကြပါတယ်။အတုတ်တုံရင်လည်းပဇွန်6မုံလေးနဲ့ငပိရီဖြော်ရမှာလည်းပဇွန်6မုံလေးဖြူလိုက်ကြပါပဲ။နောက်ပိုင်း TV တွေပေါ်လာတော့ TV မှာအာဂျီနိုမိုတိုအချုံမုံကြောညာရကနေအစာပြူပြီးတပြေးပြေးနဲ့အချုံမုံကိုနှက်တုတ်ကြတပါလုံးခုံခုံမင်းမင်းစားသုံးလာခဲ့ကြတာယနေ့ထီတိုင်းပါပဲ။ မြို့ပြရဲ့အချုံမုံကိုရေလဲတုံးကြသလုံးကျေးလက်မှာလည်းအချုံမုံမတုံးတန်ရင်ပဲခင်မမီတော့သလုံးဘာလို့လို့ဆိုတော့ရွာကအလှပွဲတွေမှာလည်းအချုံမုံကမပါရင်မဖြစ်မြို့သွားမဲ့သူကိုမမှမဖြစ်မှာကြတာကအချုံမုံပေါင်ထုတ်ပဲမော်လမြိုင်ရထားလန်းဟာအချုံမုံမောင်ကိုခေတခေဖြစ်လိုက်ကြသေးတယ်အခုထိတော့တနိုင်ငံလုံးရဲ့မိဖို့ကြောင့်မှအချုံမုံပလင်ကနေရာယူလို့ကောင်းနေတော့မှာပဲ။ အချုံမုံမပါရင်ဟိမချက်တတ်တော့တဲ့အင်ရှင်မာရီအချုံမုံမပါတဲ့ဟင်ကိုအရသာမတွေ့တော့တဲ့သူတွေတနိုင်ငံလုံးမှာဒူးနဲ့တီးဖြစ်နေကြစေပါတချို့ကြတော့လေဘေးဖြစ်မယ်ဆိုတာတည်တည်ကြည့်နေဈေးကြီးတဲ့ပဇွန်ချောင်းမုံအစာဈေးနေတဲ့အချုံမုံကို အစာထိုးစားသုံးနေခဲ့ကြတာမို့အချုံမုံရဲ့ဘေးထွက်ဆိုကြိုးတွေကိုဘသူကဘာပဲပြောပြောဘာပဲဆိုဆိုအချုံမုံကလက်ရှိဘဝနဲ့အံကွင်ဝင်ကြဖြစ်နေလေတော့ မြန်မာပြည်မှာအချုံမုံကပန်းပန်လျက်ပါပဲ။ကျမတို့စီမှာအချုံမုံနဲ့ကင်းလွတ်တဲ့နေရာဆိုတာရှားမှရှားပါ။ကျမတို့မြန်မာတွေမနှက်ခင်စားဖြင့်မမဆက်ဆက်မိုဟင်ကားကိုငားမြမ်းများနဲ့ချက်တဲဆိုင်ကစားပါတယ်။ညာတော်အဖြစ်ငားကနည်းနည်းအချုံမုံကမြမ်းများဟင်းရီမှာငားအနှံ့ကလေးသာရပြီ။ပါးစပ်ထဲမှာတော့အချုံမုံရတာကဆွဲချန်နေတော့တာပါ။ကြာစံတော့ခောက်ဆွဲတော့လက်တော့ဆောင်ဆိုတာတွေကလည်း ပဲမုံနဲ့အချုံမုံများများငရုတ်စီချင်းရည်နဲ့ပဲတုတ်ထားတာအဟာရဘယ်မှာရှိမှာလဲအဟာရမဖြစ်တဲ့အပြင်ငရုတ်စီရဲ့ဆိုးစေးကြောင့်ကင်ဆာဖြစ်အောင်မှာအချိန်မအားအလုံးမအားကြတော့စားမှုတောင်းမှုကိစ္စကလည်းနှိမ့်စဒူဝကိစ္စဆိုတော့ခြေများမနေအားပဲပြီးလွယ်စည်းလွယ်ဝယ်စားကြရတာပါပဲမြမပြည်လူထုအများစုကဆင်းရဲကြတော့မနှက်စာကိုနွားနို့လဲဝယ်မတောင်းနိုင် လက်ဖက်ရည်တစ်ခွန်း200အီချာခွေးတစ်ချောင်း100ရေကျဲကျဲမော်ဟင်္ဂါတစ်ပွဲ200အတုတ်တစ်ပွဲ200နဲ့မနက်ခင်းစာပြေဝယ်စားကြရတဲ့ဘဝတွေတချို့မော်ဟင်္ဂါတစ်ပွဲဝယ်အိမ်ကထမင်းကျန်းနဲ့ရောပြီးနှစ်ယောက်စားရတဲ့ဘဝတွေလည်းအများကြီးပါအာဟာရပြေဖို့ဆိုရချက်ဗီတာမင်နဲ့သတ္တုဓာတ်တွေဆိုရရချက်မနက်နဲ့ညချက်မင်းနမှန်ဘိုးပဲခေါင်းနဲ့ချက်စဉ်းစားနေကြရတာဆိုတော့ UNICEF ပြောတာကအရေးမကြီး စီဘိုးဆန်ဘိုးနဲ့မီတာခပေးဘိုးတွေကပိုပြီးအရေးကြီးနေကြတာလေခန္ဓာကိုယ်ထွက်အသားကျလို့ရဆိုတာသိကြပါမယ်အနီယာအသားကရှားပါကုန်ဖြစ်နေပြီကျက်သားကလည်းကြကြံပြီးကလေးကစီပြန်မကြသေးဘူးငခုကရှင်ရငခြင်းက600တားဆုံငါဆိုရှာတော့ငချောက်တွေလဲစီတက်ပြီပေါ့ရခိုင်ပြည်မှာပေါ့ချက်ပတ်ဆက်တဲ့ဆိုရဲငနီတူ600တောင်းအရင်က300 400စီပဲရှိတာ အခုသမရကြီးဦးသိန်းစိန်လက်ထက်ကြမှာရှေးရတထောင်စီဖြစ်နေပြီရန်ကုန်သူတွေဝယ်စားဖို့လက်တွင်ကြပြီတားစီငားစီချက်စီဝက်စီတတော်စီးရဲသားလက်လုံလက်စားရိစားဖို့အဟာရကမဖြစ်နိုင်မလဲချက်ဥဘဲဥကတလုံး120 130မိသားစုများတဲ့အိမ်တွေမှာတင်းရောက်တလုံးနှုံနေမစားနိုင်ကြတော့ဘူးမိသားစု9ယောက်10ယောက်ရှိတဲ့အိမ်တွေမှာဘဲဥတစ်ယောက်တစ်ချမ်းစီနေ မပိတုစရာနဲ့စားနေကြတာကျမခဏခဏတွေးဘူးတယ်။စင်းရဲသားအများစုစားနေကြတဲ့ဟင်းပွဲကတော့ရိုးရိုးကလေးပါ။ခြိုင်ဝံကစွန်းရပေါပွားကတစည်းနေရ။မြမရေကစွန်းရချစ်ချစ်ကတစည်းတရ။အချင်းနေရခြိုင်ဝံပဲဖြစ်ဖြစ်မြမပဲဖြစ်ဖြစ်စားအောင်စီနဲ့အချုံမုံများများကော်မုံလေးဖြူထားတဲ့ကစွန်းပလင်းကြောတစ်ခွက်ငပိနဲ့တို့စရာလေးနဲ့ဆို ဟင်းလျာမြည်သွားပြီ။ တကယ်တော့ကစွန်ပလိန်နဲ့ငပိတိုးစရာကဘလို့မှမလိုက်ဖက်မအဆန်းလာတာပါ မလိုက်ဖက်လာတာကိုပဲလိုက်ဖက်ခြင်းရောက်ဆောင်လိုက်ဖက်တလို့တွဲဖက်ပြီးကျမတို့မြန်မာတွေစားလာခဲ့ကြတာနှစ်ပေါင်းများစွာပါမြန်မာတို့ရဲ့ဆင်းရဲခြင်းခံနိုင်ရေးစွမ်းပကားကတော့ဒီတစ်ချက်နဲ့တင်အမခံပါပဲအစိမ်းရောင်ရှိတဲ့အသီးရွက်တွေကဗီတာမင်ရစေတဲ့ဆိုတဲ့အသီးနဲ့အာမွေးခဲ့ကြရတာပုံအချုံမုံစားအောင်စီကစွန်ရွက်စားပြီး လူလုံနေကြတဲ့သူတွေပေါ့ဝန်ထမ်းတွေ လာစားတိုးပြီးကုန်စည်နှုန်းတွေမကြသေးသေးရောအခြေခံလက်လုံလက်စားဘဝတွေနဲ့လာစားတိုးတဲ့ဝန်ထမ်းတွေလည်းဆင်းရဲနေကြအောင်ပါပဲတိုင်းပြည်လည်းဆင်းရဲနေအောင်ပါပဲသမရကြီးကပြည်သူတွေဆင်းရဲခြင်းပပျောက်စေခြင်းရောအရင်ဦးဆုံးကုန်စည်နှုန်းတွေကြားနိုင်အောင်ကြိုးစားရမှာပါကိစ္စဆက်မှာတရရင်နဲ့မတိမတာကြလာအောင်လုပ်နိုင်စွမ်းရမှာဒါမှပြည်သူတွေလည်း အဟာရပြည်ပြည်ဝဝစားသုံးရပြီသမရကြီးလည်းဂင်းနဲ့စံချိန်ဝင်ကျင်ဝင်သွားမှာဝန်ထမ်းတွေလာစားတိုးအောင်လုပ်နိုင်ခဲ့သေးရင်ကုံစင်းနှုံးတွေကြဆင်းအောင်လည်းလုပ်နိုင်စွမ်းရမှာပေါ့ခုတော့ကဘာကလက်ညှိုးထိုးကုန်ကြပြီကျွန်းတဲ့ရှင်နံတဘာဝဂျန်ဝေရီအရှံပဲထွက်တဲ့နိုင်ငံ အဖိုးရန်ကြောင့်မြေရတနာတွေဆိုတာမြေကြီးတဲကနေထွက်ထွက်နေကြတာဆိုရဲနိုင်ငံကနိုင်ငံသူနိုင်ငံသားတွေကတော့ အာဟာရချို့တင်နေကြတာစံချိန်မြင့်ပါပဲတဲ့လေတော်သေးတာပေါ့အာဟာရချို့တဲတဲ့အစင်မှာပဲရှိနေသေးလို့ငတ်မုတ်ခေါင်းပါတဲ့အစင်ကိုရောက်ရင်ဖြင့်ရွှေမြမာတို့အတွက်ရှက်စရာကောင်းပါပြီ7 day daily မေ2014ဟုတ်ကဲ့ကျမခုဖတ်ပြပေးသွားတာကတော့ဆီယမခွန်စင်တူတူရဲ့ညဝန်းချင်းဆောင်မှာဆုံးမိတယ်ဆိုရင်စာအုပ်ထဲက ရှင်မြမာတွေတဲ့လားဆိုရင်ခေါင်းစဉ်လေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်